Okay, Squid Game Season 3ကထွက်ပြီ။ဒါကျွန်တော်လည်းရုံစင်းချိန်ဆိုတော့အားလုံးပြန်ဝါးရဲ့ချိန်မှာ EECC လေးကြည့်ရအောင်။ကြည့်ပြီးသွားလို့လို့ရှင်တော့ကျွန်တော် review ကိုပြောပြမယ်။ဒီ Season 3ကတော့လည်းလေတော့ဒါ hot နေတယ်ဗောလေ။ hot မှာ hot လဲ hot မှာဗော1နဲ့2နဲ့ပေါက်ထားတာ။သူပြန်တော့1ဆိုလို့ရှင်ဒါ Netflix ရဲ့သမိုင်းတစ်ချောင်းမှာလူကြည့်အများဆုံးစီဒီဘယ်လိုပြောမလဲရုပ်သံ series ဖြစ်ခဲ့ရဆိုတော့ဒါပေမဲ့ကျွန်တော်တို့ season 1ကိုကြိုက်တယ်2ကိုတော့မကြိုက်ဘူး2ကနည်းနည်း fail လို့ထင်တယ်3မှာတော့ဘယ်တော့ထိပြန်ဆယ်နိုင်မလဲဆိုတော့စိတ်ဝင်စားတယ်ပေါ့အထူးသဖြင့်တော့မင်းသားရဲ့ character ဂျီဟွန်ပေါ့လေ မင်းသားရဲ့ character season 1မှာဒါတော်တော်လေးမိုက်တော့ဗျာ2ကျတော့ hero ကြီးဖြစ်သွားရဗျာစိတ်ဝင်စားဖို့မကောင်းတော့အဲ့တော့ဒီ season 2မှာသူကဘာကြီးဆက်ဖြစ်မလဲနောက်ဟိုလီဗျောင်ဟောင်းရဲ့ character from man နဲ့သူနဲ့နှစ်ယောက်အားပြိုင်မှုတွေဘယ်လိုလာမလဲအဲ့တော့ねစိတ်ဝင်စားရဗျာအကြည့်ပြီးတော့ကျွန်တော် review ထုံးစံနဲ့ပြောပြအောင်မနော် okay squid game ဒါ season 3ကတော့ကြည့်ပြီးသွားပြီအဲ squid game ရဲ့ season 1ကိုလည်းကြည့်လာတယ်2ကိုလည်းမကြည့်ရသေးဘူးဆိုလို့ရှင်ကျွန်တော်အကြံပေးချင်တာ3ကိုလုံးဝမကြည့်ပါနဲ့1တခုနဲ့နေလုံလောက်နေပြီပေါ့လေ2ရဲ့3ရဲ့ကတိတ်မလို့အပ်ဘူးထင်တယ်ဗျသူသဖြင့်တော့ဗျာဒါ squid game ရဲ့ဒါ creator ပေါ့လေ one ဘာလဲမသိဘူးပေါ့လေ creator ပေါ့ကျွန်တော်လည်းကိုရီးယားလို့သူ့နာမည်မသိဘူးနည်းရှာကြည့်ကြည့်လာအောင်ပါ one 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 down ဟုတ်လား သူကပြောခဲ့ဗောလေဒါ season 1တော့ကတော့သူပတ်စံသိမရလိုက်ဘူးတဲ့ဒီကလည်းသူအောင်မြင်မယ်လို့ယူဆတာပဲဒါ worldwide ကိုအောင်မြင် worldwide အနေထားတော့ဒီအချမ်းအောင်မြင်မယ်လို့သူမထင်ခဲ့မိဘူး အဲ့ဒီတော့သူ့ Netflix ကလည်းကန်လှမ်းနေပေါ့လေကန်လှမ်းနေတဲ့အချိန်မှာတော့ဒါ movie ကြီးလည်းညားရတဲ့အတွက်2နဲ့3ကိုသူလက်ဆက်ရိုက်ဖို့တော့လက်ခံခဲ့တယ်ဆိုကျွန်တော်အတွက်ကတော့ဒါ1ကိုဘလုံးအောင်မမှီဘူးဗျ။ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင် season 3 3ရဲ့အကြောင်းနည်းနည်းတော့ပြောပြမယ်ပေါ့နော် season 3မှာတော့ဒါ2ကြည့်ပြီးရလူတွေဆိုသိမှာပါ။မင်းသားကတော့ဒါစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနေပါသူ့ကြောင့်သူ့ border တွေတေရတယ်ဆိုပြီးတော့ကြိတ်ကွဲနေရပေါ့လေ။အဲ့မှာ channel character တွေဆိုလို့ရှိရင်ပရိသတ်ကြိုက်ပြီးသား character တွေဆိုလို့ရှိရင်ဒါဟို ကလေးမီဖြစ်လာဟိုဘိုက်ဘိုက်ကြီးတဲ့ကောင်မလေးရဲ့ဘိုက်ကြီးတဲ့ကောင်မလေးရဲ့ဟိုအဖွားကြီးတို့သားမီနှစ်ယောက်ကဲနောက်ပြီးတော့ဟို transgender တယောက်ကဲပေါ့လေဒါပရိသတ်တွေစိတ်ဝင်စားတဲ့ character ဘိုက် character ကြီးကတော့မဆက်ဖြစ်မလဲဆိုတော့ကြောက်ကြည့်ရမှာပေါ့တေချာကတော့ season 3မှာထုံးစံအတိုင်းပဲ game ကြီးကတော့စိတ်ဝင်စားဖို့ကောင်းတယ် ပြိတ္တတွေကအသေးတရားရားနဲ့ရေဟာဆိုဖြစ်သွားစေရပေါ့လေအဲ့ဒါကတော့သဘောကျတယ်ဒါပေမဲ့လည်းကျွန်တော်မကြိုက်တာကတော့ site character ရဲ့ဇာတ်လမ်းတွေအရင်များလုံးနေရပဲမင်းသားရဲ့လောက်ကဘာမှသိမရှိဘူးဖြစ်နေဥပမာဗျာကျွန်တော်တို့ဒီ twin sign design မှာဟင်းပွဲတစ်ပွဲမှာစားရသလိုရှိရင် တို့ကပင်မဟင်းဝေးရှိရပေါ့လေပြီးတော့ချဆန်းရလာချရတို့စရာတို့ဒါအကျော်လော်တို့အတုတ်တို့ဒီ site တွေတွေအရန်ဟင်းလေးရှိရပေါ့မူရင်းပင်မဟင်းဝေးကြီးကစားမကောင်းမင်းနဲ့ဘေးနာအရန်ဟင်းကြီးကစားကောင်းနေလို့ပဲဒီ season 3မှာလည်းမင်းသားရဲ့ဇလန်ထက်ဂျန်နဲ့ site character ရဲ့ဇလန်ကြီးကပိုပြီးစိတ်ဝင်စားဖို့ကောင်းနေရပေါ့ season 3ကိုကြည့်တဲ့အချိန်မှာလည်း လူတွေကညှိကြတာကတော့သူတို့ကြိုက်တဲ့ character တွေဘယ်အပိုင်းထိဆက်ပါပြီးတော့ဘယ်လောက်ထိခီးဆက်နိုင်မလဲဘယ်လောက်ထိရှေ့ဆက်နိုင်မလဲဆိုတာပဲကြည့်စရာရှိနေရကိုကြိုက်တဲ့ character မရှိတော့တဲ့အချိန်ရလို့ရှိရင်ကြည့်ရတာပေါ့ပေါ့ပြီးတော့ heart attack ကြီးဖြစ်သွားအထူးသဖြင့်တော့ဗလားမင်းသားရဲ့ဆက်ကဘာမှမရှိသလိုဖြစ်နေတာအဆိုးဆုံးပဲဒီ season 3ကိုနောက်ထပ်ပို့ပြီးတော့ဒီနေ့ week 3ရဲ့အချက်တစ်ချက်ကတော့ဗလားဟိုရဲ character ဂျွန်ဟိုဗျာသူဆိုလို့ရှိရင်ဒါ season 2မှာလည်းရှာနေတာဒီဂျွန်ရှာနေမပြီးတော့3မှာလည်းရှာနေရအဲ့ဒါကြီးက ဇလန်ရဲ့နည်းပြင်းမှုကောင်းတယ်လို့ထင်တယ်ဗျ။နောက်တစ်ခုကကြတော့ဟိုတောက်ကိုရီးယားရောက်လာရဲ့ဟို စနိုက်ပါအကောင်ပါလေနိုဦးလားမသိဘူးကွာသူနာမည်ကျွန်တော်ဒါကိုရီးယားကနေတိတ်ကြီးလေးရှိတာမရှိတော့အတန်ထွက်မိုင်းနေနေမှားမယ်ပေါ့လေသူဇလန်ဆိုလို့ရှိရင်ဘာမှတိတ်စိတ်ဝင်စားဖို့မကောင်းဘူးကွာသူပါရဲ့အတွက်တော့ဒီဒီကျုံးပေါ်မှာရှိတဲ့အလုပ်သမားတွေကဘလို့ရုံးကန်လှုပ်ရှားရတယ်သူတို့ရဲ့နေစဉ်ဘဝဘလို့ရှိတယ်ဆိုတော့ကျွန်တော်မြင်ရတယ်ဒါပေမဲ့အိုက်ထပ်ပူကြီးဘာမှမထူးကြဘူးသူတို့ site character တွေအတွက်ကိုပေးလိုက်အချိန်နဲ့အရန်များနေတယ်စီဇန်3ကမလိုလားအဲ့ပဲနဲ့အရန်ဆွဲဆန့်နေသလိုဖြစ်နေရနှစ်ပိုင်းသုံးပိုင်းလောက်နေနေပြီးသွားမယ်ဇလန်တစ်ခုကို ခြောက်ပိုင်းကြီးအောင်ဆွဲဆန့်တာလို့ဖြစ်နေတကယ်တမ်းပြောရမယ်ဆိုလို့ရှိရင် season 2နဲ့3တော့ပေါင်းပြီးတော့ season တစ်ခုရေလုပ်လို့ရတယ်ဒါတော့တို့ရေခတ်တာဖြစ်မှာပေါ့လေနှစ်ပိုင်းခွဲလိုက်တယ်ဆိုတော့ season 1တော့ကသူကဒါဘယ်လိုပြောမလဲ survivor ဗျာမသက်ရှင်အောင်ဘယ်လိုရုံးကြရမလဲဆိုတဲ့ဘက်ကိုအသားပေးတယ်ပေါ့2နဲ့3မှာကျတော့ action ဆန်သွားတယ်ကျွန်တော်အဲ့ဒါတော့မကြိုက်ဘူးပေါ့လေ ဒါ Squid Game မဟုတ်ဘဲနောက်ထပ်ခေါင်းစဉ်တစ်မျိုးနဲ့နောက်ထပ်ဇာတ်လမ်းတစ်ခုဆိုလို့ရှိတော့ဒါမစိုးကြည့်လို့ကောင်းတယ်ဆိုတော့ Korea series တစ်ခုတို့တော့လက်ခံရလိမ့်မယ်ဒါပေမဲ့ Squid Game season 1နဲ့ကျွန်တော်တို့နှိုင်းရှင်တာဖြစ်တဲ့အတွက်1နဲ့နှိုင်းရှင်တော့2နဲ့3เนี่ยလုံးဝမစုံဘူးတော့ကျွန်တော်ခံစားရတယ်ပေါ့ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော် season 1မှာဆိုလို့ရှိရင် character မျိုးဒီ character တွေတော်တော်များများဒီ game ကိုဝင်ကစားကြရဲကစားကြရဲအချိန်မှာဆိုလို့ရှိရင်ဒါနောက်ကျောကိုဒါနဲ့ထိုးရတဲ့တငယ်ချင်းအာဘသူတိတိငတိမိုင်းပြီးရောဆိုပြီးတော့ကို့အတွက်ပဲကိုကြီးရဲ့လူစားမျိုး နောက်ပြီးတော့အဲ့လိုအဓိက character မှာ main key character အမျိုးသမီး character တစ်ခုပါတယ်ဗောလေအတခြားလူတွေဝမ်းမီကိုရတဲ့အမျိုးသမီး character ပြီးလို့ရှိရင်ဒါကိုအကိုကိုရတဲ့အမျိုးသမီး character အဲ့လို character တွေကတော့ကျွန်တော်လက်ရှိနေစဉ်ဘဝရင်မှာပဝင်းချင်မှာမြင်နေကြရတဲ့ character တွေဗောလေဆိုလိုချင်တဲ့ဘဝကဗျာဒီလူတွေရဲ့စိတ်အခြေအနေကိုလူစရိုက်တဘာဝကိုကိုစားပြုရောအဲ့ character တိုင်း character ဒီဇက်ကောင်တိုင်းဇက်ကောင်တိုင်းอ่ะဗောလေမင်းသားရဲ့ဇက်ကောင်ဆိုလို့ရှိရင်လည်း ဒီအစတော့ကသူဘာမှမသိဘူးပြောညံ့တယ်တွေးဝေးတယ်အေးတဖြည်း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 နဲ့အပိုင်းတွေဆက်လာတယ်နဲ့မြသုံးဖြတ်ချက်ပြတ်သားတဲ့ character မျိုးဖြစ်လာတယ် character development ရှိတယ်ပေါ့ဒီ2နဲ့3မှာကျတော့ဘာမှပြောင်းလဲတာလည်းမရှိဘူးအစကလည်းဒါပဲအစုံလည်းဒါပဲတခြား character တွေအကုန်လုံးလည်းအဲ့လိုမျိုးပဲပြောရမယ်ဆိုလို့ရှိရင်1ကပါတယ်တခြားဘလို့ပဲ support တွေလောက်မညှိဘူးပေါ့ဗျာဒီ Squid Game season 3တော့ကျွန်တော်မကြိုက်ပါဘူးကျွန်တော်တို့ကတော့ဘလို့မှစိတ်ချနေဆရာမရှိတဲ့ season တစ်ခုလို့ပဲဒီ Zelda series တစ်ခုလို့ပဲသတ်မှတ်ချင်ပါတယ်အဲအဆုံးတက်ကတော့ open ending နဲ့ဆုံးသွားတယ် အဲ့တော့တို့နောက်ထပ်ထက်ဆက်မယ်ဆိုလို့ရှိရင်ဆက်လို့ရသေးရဲ့ဒါကတော့ Netflix ဘက်ကရေးခတ်မလားမခတ်မလားဆိုတဲ့ပုံပိုင်းမူတည်တာပေါ့အဲဒီတစ်ခေါက် Mr. Lu Program ရဲ့ထူးခြားရလို့ပြောမယ်ဘာဖြစ်လို့လဲဆိုတော့ရုံမှာကြည့်တာမဟုတ်ရုံမှာပဲကြည့်တာရုံမှာကျွန်တော်ရဲ့လှုပ်ခေါက်ကိုင်းမှာကျွန်တော်ညမရဲ့ညီရင်နဲ့တူတူကြည့်ရတာဆိုတော့ပျော်မှုတော့ကောင်းတယ်ပေါ့လေအဲဘယ်လိုပြောမလဲသူတို့ကြိုက်တဲ့အားပေးရဲ့ character ရောက်မရှိတော့သေဝါးကြီးတူလို့ရှင်းလိုက်ဟေးဟာနဲ့အားပေးနေကြတာတော့ပျော်ဖို့ကောင်းတယ်ဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်ရဲ့ review ကိုအဆုံးထိစောင့်ကြည့်ပြီးပြည်သက်တွေအကုန်လုံးလည်းထူးပဲကျေးဇူးတွေရှိပါတယ် အားတစ်ခုကြံခဲ့သေးရဲ့ Squid Game မှာအခု season 3မှာကြည့်ပြီးသွားပြီဆိုလို့ရှိရင်ဘယ် character ကိုသဘောကျတော့လဲ comment လေးမှာရေးပြီးတော့ပြောပြပေးခဲ့ပါဦးကျွန်တော်အကြိမ်ဆုံး character ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ number 1 player number 1အဖိုးကြီးကိုသဘောကျတယ် ဒီလည်းမရိုင်းလို့အဲ့ပဲရတယ်လောဟိုရက်ွက်ထဲမှာအာဂျေအာဂျန်နဲ့အလုံးမရှိအကင်မရှိနဲ့လူတွေကိုလိုက်ပြီးချောက်ချောက်တွန်းနေတဲ့ဘဲကြီးနဲ့တူလို့အဲ့ပဲ e-credit တော့ကျွန်တော်သဘောကျတယ်ပေါ့လေအဲ့လိုရောရေးပေးခဲ့အောင်နော်ဘာကြောင့်ကြိုက်လဲဆိုတော့ပြောပြခဲ့အောင်ဒီနေ့တက်ကတော့တော့ပါပဲဗျာကျွန်တော်ဒီ Mr. Lu program ကိုအဆုံးထိစောင့်ကြည့်ပေးပရိသတ်တွေအကုန်လုံးနဲ့ထူးပဲကျေးဇူးတင်ရှိပါတယ်ပရိသတ်တွေအားလုံးအသက်ရှူတိုင်းပတ်စံဝင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ square game ကစားဖို့မလိုဘူးနော်ပတ်သက်ရှူလည်းပတ်စံဝင်အောင်လို့ပါ Okay တဒါ